မင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျော်ဒန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့တမိုင်းဝင်မြို့တစ်မြို့ဖြစ်တဲ့ပီထရာမြို့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဂျော်ဒန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ပီထရာတော်ဝင်မြို့ဟာကြောက်တောင်ကြီးအတွင်ကိုတိုက်ရိုက်ဖြတ်သူပြီးတိစောက်ထားတဲ့မယုံနိုင်စရာတမိုင်းဝင်မြို့တစ်မြို့ပါရာစုနှစ်ပေါင်းများစွာမြေဆန်ကြောက်အောင်မှာတင်ထားခံရပုံနဲ့ဒီမျိုးလေးအကြောင်းကိုတီးတဲ့သူမတီးတဲ့သူတွေကထပ်တလဲလဲစိတ်ဝင်စားကြပါတယ် ီနေ့မှာတော့လူတွေတန်းချီပြီးလာရောက်လေပတ်ကြတဲ့ဒီမျိုးလေးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ပီထရာမျိုးကိုဒေတာခန်နေထိုင်သူတွေကတော့ rack မူလို့တည်ကြပြီးဂျော်ဒန်နိုင်ငံတောင်ပိုင်းရှိတမန်ဝင်မျိုးတမျိုးဖြစ်ပါတယ်။ပီထရာမျိုးဟာပင်လယ်ဒီမှာအီကွာဘာပင်လယ်ကွေ့အထိရှိတဲ့အာရာဘာတောင်ကြားရဲ့အရှေ့ဘက်တောင်ပိုင်းအဖြစ်ရှိတဲ့တောင်ကုန်းမြောင်းဝိုင်းရနေတဲ့ဇိုင်ဝမ်အတွင်း ဂျပယ်အော်မတ်ပါတောင်ကုန်းများတဝိုင်းမှာတည်ရှိပါတယ်။ပီထရာတဝိုင်းရှိနေရာတွေမှာ BC 9000ခုနှစ်ခန့်ကပဲလူတို့စာတင်နေထိုင်ခဲ့ကြပြီးနာဘာတေးရန်လူမျိုးတို့ဟာတစ်ချိန်မှာသူတို့တိုင်းပြည်ရဲ့မျိုးတော်ဖြစ်လာမဲ့နေရာမှာအစောဆုံး BC 4ရာစုခန့်ကပဲစာတင်နေထိုင်ခဲ့ကြပုံရှိပါတယ်။ဒါပေမဲ့ရှေဟောင်းသူတေသနဆိုင်ရာတွေ့ရှိချက်တွေအရ BC 2ရာစုခန့်မှာ နဘာသေးရန်တို့နေထိုင်ခဲ့တဲ့အထောက်အထားတွေကိုတွေ့ရပြီးအဲ့ဒီအချိန်ကပီထရာဟာမြို့တော်အဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။နဘာသေးရန်တို့ဟာအရင်ကခြေတလုံးအိမ်တိုင်းသွားလာနေကြတဲ့အာရက်လူမျိုးတွေဖြစ်ပြီးသူတို့ဟာပီထရာအားဒေတာအတွင်အဓိကကြားတဲ့ပင်မကုံသွယ်ရေးဗဟုဌာနအဖြစ်တည်ထောင်ခြင်းဖြင့်အနီအနားဒေတာတွေကိုကုံသွယ်ရေးလမ်းကြောင်းများဖြစ်စေခဲ့ပါတယ်။ ပီထရာမြို့မှာရှိတဲ့ရှေဟောင်းဘီတူကလက်ရာတွေဟာအံဖွဲရဖြစ်ပြီးခေတ္တအံဖွဲ9ပါးမှာတခုအပါအဝင်ဖြစ်ပါတယ်။ကြောက်ကမများအတွင်ဝတ်ထားပြီးဂျင်းမြောင်နဲ့စင်မာသစင်နာဝင်ရောက်နိုင်တဲ့ဒီမြို့ဟာကြီးကျယ်ခမ်းနားတဲ့ဗန္နာတိုင်းအနုစိတ်တဲ့တင်ဆိုင်တွေနင်းစီတဲကြောင်မှာတိုက်ရိုက်ထွန်းထူထားတဲ့ကြီးကျယ်ခမ်းနားတဲ့ဘုရားကျောင်းတွေဒီလိုအဆောက်အုံကနေသစင်ဒီမြို့ရဲ့ဂုံတည်င်းကိုဖော်ပြနိုင်ပါတယ်။ပီထရာဟာ နဗီတီရီယန်အင်ဂျင်နီယာနဲ့အနုပညာအောင်မြင်မှုရဲ့အထွတ်ထိပ်ကိုကိုစားပြုနေပါတယ်ရင်ကျိမှုအချက်ပြမီရှူတဆောင်နဲ့ရှေဟောင်းကုံသွဲမှုလမ်းကြောင်းတွေအတွက်အရေးပါတဲ့အချက်ချာကြပြီးထုံကားတဲ့မြို့တော်ဖန်တီဖို့ကျန်းတန်းတဲ့ဒေကန်နာရပတ်ဝန်းကျင်ကိုအသုံးချထားပါတယ်။မတ်ဆောက်တဲ့တောင်တန်းတွေနဲ့ဂျိုင်ဝဲတွေဟာမြို့ကိုဝန်းရံထားပြီးအဲ့ဒီမြို့ကိုရောက်ဖို့စစ်မာသစင်သာဝေရောက်နိုင်ပါတယ်။ ဒီစစ်လို့ခေါ်တဲ့တောက်ကမ်းမကြီးဟာတတသမ2ကီလိုမီတာ3.8မိုင်ရှည်လျားပြီးတော့အဲ့ဒီကနေသစင်ဝင်ရောက်မယ်ဆိုရင်ခက်စနေကိုတိုက်ရိုက်ရောက်ပါတယ်ဒီခက်စနေဟာ BC 400စုမှာ AD 300စုအထိဒီနေရာမှာထွန်းကားခဲ့တဲ့ Arab ယဉ်ကျေးမှုနဘေထေရီယန်မှတိဆောက်ထားတဲ့ကြောက်သုံးဖျားကြောင်တစ်ခုလို့ဆိုပါတယ်ဒီအဆောင်ဟာမီတာ40ခန့်မြင့်ပြီး ဖရစ်စ်တဲ့ပပုတွေနဲ့ယောမအန်တွေနဲ့အသေးစိတ်အလားစင်ထားပါတယ်။ကတ်နေဆိုတဲ့နာမည်ကတော့ဖဘလင်ထဲမှာဖာရိုဘီယင်ရဲ့ဝတ်ထားတဲ့ယေသနာတပါရှိတဲ့ဆိုတဲ့ဒေတာဆိုင်ရာတန်တာကြီးကနေစဉ်သက်လာပါတယ်။ဒါပေမဲ့ဒီအစားအုံဟာဗန်နာတိုင်းတောင်းဝင်းတင်းတိုင်းဒါမှမဟုတ်ခဲမလဲဖြစ်နိုင်ပါတယ်။တောက်စပိတုကပညာနဲ့ရေသွဲစနစ်တွေကြောင့်ထင်ရှားတဲ့ပီထရာကို နင်းစီမျိုးတော်လို့လည်းခေါ်ဆိုကြပြီးမြို့အတွင်းထူးဆစ်ထားတဲ့ကြောက်တုံးတွေရဲ့အယောင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ပီထရာဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာအဖြစ်1985မှာစတင်စီရင်ဝင်လာခဲ့ပါတယ်။ UNESCO မှာပီထရာအားလူတို့ရဲ့အရင်ကျိမှုအမွေအနှစ်များမှာအဖိုးတန်ဆုံးယဉ်ကျေးမှုအရေးတွေများထဲမှတခုလို့ဖော်ပြခဲ့ပါတယ်။2000ခုနှစ်မှာ L Katsnia ကမ္ဘာအံ့ဖွယ်အသစ်ခုနှစ်ပါးမှတခုအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။ပီထရာဟာဂျော်ဒန်နိုင်ငံရဲ့ပြာရုပ်ဖြစ်ပြီးဂျော်ဒန်နိုင်ငံမှာကမ္ဘာလက်ခရီးသွားများအများဆုံးလက်ပတ်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။2030ခုနှစ်မှာလာရောက်လက်ပတ်တူ9,000 18,000ဦးထိရှိခဲ့ပြီးအဲဒီနောက်မှာတော့ဂျော်ဒန်တဝိုက်ရှိနိုင်ငံများတို့တက်ရောက်ရိုက်ခဲ့မှုများရှိခဲ့တဲ့ Arab ຫນွေဦးတော်လန်ရေးကြောင့်ခီးတော်ဦးရေခနာတာများစတင်ခဲ့ပါတယ်။ ဒီနောက်ခီးသွားဦးရဲ့ပြန်လည်များပြားလာခဲ့ပြီး2019မှာတော့စံချိန်တက်အဖြစ်တက်တမတက်တန်အထိရှိလာခဲ့ပြီးတက်တန်အထက်တို့ပထမဆုံးချိန်ရောက်ရှိခြင်းဖြစ်ပါတယ်ကိုဗစ်19ကပ်ရောဂါကြောင့်ခီးသောဥယျာဉ်မှာ2020မလမှစပြီး၃ညအထိကျဆင်းသွားခဲ့ပါတယ်။အဲလိုခရီးတဲ့မရှိတဲ့ဟာကိုအသုံးချရတဲ့ဖန်နာဒါရဲ့အရှိမရှောက်ဖွေသူဖော်ရန်ဂျော်ဒန်အစိုးရမှခွင့်ပြုပေးခဲ့ပါတယ်။ အခုလောအဆုံးထိနားထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်